တော့နံပါတ်1နီလန်ကတော့ကျွန်တော်ဘာလို့စေခြင်းလဲဆိုတော့အခုကိုယ်လုပ်ငန်းရဲ့ပုံစံကိုတက်ပုံရိုက်တာเนาะအခုကိုယ်ကိုယ်လုပ်ငန်းရဲ့ပုံစံကိုတက်ပုံရိုက် ရိုက်ပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ဘာလို့မှာလဲဆိုတော့ AI နဲ့ဆွဲခိုင်းလိုက် prompt ရိုက်ထည့်လိုက် နောက်နှစ်ကိုငါကငါရဲ့ရုံးကိုဒီလိုပုံစံမျိုးဖြစ်ချင်တာเนาะအခုဝန်ထမ်းကမေးပြီး9ရောက်ဖြစ်မယ်10ရောက်ဖြစ်မယ်နောက်နှစ်မှာငါဝန်ထမ်းရောက်20နဲ့ဖြစ်ချင်တာရုံးကဒီလိုပုံစံကြီးဖြစ်ချင်တာโอเคနောက်ထပ်9နှစ်နေရင် ငါရဲ့ရောင်ကလို့ပုံစံကြီးဖြစ်ကြတော့ဝန်ထမ်း100လောက်နဲ့ run ပြီးတော့မှဝင်ငွေတွေလောက်ဖြစ်နေတာဘာလို့မှလဲဆိုတော့အဲ့ဒီဓာတ်ပုံသုံးပုံထုတ်ထားလိုက်เนาะအခုလောလောဆယ်ဖြစ်နေတဲ့ဓာတ်ပုံเนาะခီလောလောဆယ်ရှိနေတဲ့ဓာတ်ပုံကတော့ပုံမှန်ပေါ့เนาะအဲ့နောက်ထပ်တနည်းနေမှာဖြစ်လာမဲ့ပုံက AI ပုံပေါ့နောက်ထပ်9နှစ်နေမှာဖြစ်လာမဲ့ပုံက ်တော်တော် AI နဲ့ပုံပေါ့ဒါကိုကျွန်တော်ပြောတာ vision လို့ပြောတယ်တစ်နှစ်စာ vision ငါးနှစ်စာ vision ပေါ့အဲ့တော့ကိုယ့်ရဲ့ vision ကိုကိုကဟိုကြည့်လို့ရတယ်အော်တဒီနှစ်မှာတော့ငါကအာဒီလိုပုံစံပေါ့နောက်နှစ်ဆိုရင်ငါဒီလိုပုံစံဖြစ်ပြီးနောက်ထပ်ငါးနှစ်ဆိုရင်ဒီလိုပုံစံဖြစ်ပြီးဆိုပြီးကိုယ့်ရဲ့အုံနောက်ကိုပြောတဲ့အခါမှာကိုကအကောင်းမြင်တဲ့စိတ်တွေပေါ်လာပြီးကောင်းတာတွေပဲကျွန်တော်တို့တွေးတော့မယ်ဟုတ်ဒါဒီနံပါတ်1တခုပါအဲ့တော့နံပါတ်3တခုကတော့ကျွန်တော်တို့အာဒါလေးအရေးကြီးတယ်မနေ့လင်းလာပြီဆိုလို့ရှိရင်ကျွန်တော်တို့ကခြေစူးတင်ပါ နော်အနည်းဆုံးတော့ခြေဆုတင်တဲ့အရာ၃ခုလောက်ချရေးကြည့်အဲ့တော့ကျမကြီးကောင်းတယ်အာငါရဝန်ထမ်းတွေကငါ့အပေါ်ဖြစ်တယ်နော်ဝင်ငွေတွေကောင်းလာတယ်ရောင်းအားတွေတက်လာတယ်နော်ထုတ်ကုန်တစ်တွေကလူတွေကြိုက်လာတယ် brand တွေတက်လာတယ်ကိုယ့်ရဲ့ Facebook page က follower တွေအများကြီးရလာတယ်ဒီအရာတွေကျွန်တော်ပြောစရာကောင်းတာတွေစိတ်ချမ်းသာစရာကောင်းတာတွေခြေဆုတင်စရာကောင်းတာတွေမနဲ့လင်းလာချရေးကြည့်နောက်ထူးကြလာလိမ့်မယ်နောက်တစ်ခုကတော့ကျွန်တော်တို့မလုပ်မှလဲဆိုတော့ weekly အောင်ပွဲခံပါနော် weekly အပတ်စဉ်အောင်ပွဲခံ တော့ကျွန်တော်ဆိုလို့ရှိရင်တပတ်ကိုကျွန်တော်နှစ်ကြိမ်အောင်မွေးခံတယ်အဲ့တော့ကျွန်တော်ရုံးကတနင်္လာနေ့ဆိုရင်ကျွန်တော်ပိတ်တယ်မပိတ်တော့ကျွန်တော်ကအင်္ဂါနေ့မှာရုံးမီတင်ရှိတယ်ရုံးမီတင်ရှိတယ်တရုံလုံးကျွန်တော်တို့ရုံးမီတင်ရှိတယ် ကြာသာပတင်းနေကြတော့ sales meeting ရှိတယ်အယောင်ဝန်ထမ်းအနေနဲ့ကြီးပဲတွေ့တာเนาะအယောင်ဝန်ထမ်းအနေနဲ့ marketing ကောင်းဆောင်နဲ့ကျွန်တော်တို့တွေ့တယ်တွေ့ပြီးတော့မှကျွန်တော်တို့ကအဲ့တော့အင်္ဂါနေ့မှဆိုလို့ရှိရင်အာ sales ဒီဘက်မှာပြီးခဲ့တဲ့ဘက်ကအောင်မြင်မှုတွေလုပ်နိုင်ခဲ့ပြီเนาะအားလုံးဆင်ပြေကြတယ်ပြောတယ်ကြာသာပတင်းနေကြလဲ sales ဒီလကိုဒီဒီဘက်ကိုဘယ်လောက်ဖို့ရောင်းနိုင်ခဲ့ပြီနောက်တစ်ဘက်မှာဘယ်လောက်ဖို့ရောင်းမယ်နောက်တစ်လမှာဘယ်လောက်ဖို့ရောင်းမယ်ဆိုတဲ့အောင်မွေးခံတယ် ်နော်အောင်မွေးခံနေကိုကိုတိုင်းနဲ့ကျွန်တော်ကဒီဂျင်မူတပတ်ကို9ရက်သွားတာပေါ့နော်9ရက်သွားတာဖြစ်တဲ့တော့တည့်ရက်ကိုချစ်သေးအနေနဲ့ယူတယ်ပြီးတော့ကျွန်တော်အောင်မွေးခံတယ်အဲ့ဒီမှာကျွန်တော်စားကျင်လာသေးသေးစားတယ်ကျွန်တော်တောက်ကျင်လာသေးသေးတောက်တယ်ကိုကိုကိုအောင်မွေးခံတယ်ကိုရဲ့လုပ်ငန်းကိုလည်းအောင်မွေးခံတယ်နော်ဒါစီကျွန်တော်တို့ကအောင်မွေးခံ celebration လုပ်တယ်လို့ခေါ်တာပေါ့နောက်တစ်ခုကတော့ကျွန်တော်တို့ကကိုရဲ့အောင်မြင်မှုတွေကိုတည့်ရက်တာအောင်မြင်မှုတွေကိုဘာလို့ရမှာလဲဆိုတော့ချရည်ရမှာနော်တည့်ရက်တာ တရက်ကို၃ခုလောက်တော့ခြာရင်နော်ဒီနေ့ကိုယ့်ရဲ့အောင်မြင်ခဲ့တဲ့အရာတွေကိုယ့်ရဲ့လုပ်ငန်းထဲမှာကိုအောင်အောင်မြင်မြင်လုပ်နိုင်ခဲ့တဲ့အရာတွေကိုယ့်လုပ်ငန်းရဲ့အောင်အောင်မြင်မြင်လုပ်နိုင်တဲ့အရာ၃ခုကိုဒီနေ့တိုင်းခြာရည်ကြည့်အဲ့ဒါဆိုလို့ရှိရင်ဘာဖြစ်မလဲဆိုတော့ကိုယ့်ရဲ့အုံနှောက်ကအဲ့တော့အကောင်းမြင်တဲ့စိတ်တွေပေါ်နေလိမ့်မယ်နော်ဆိုးရွားတွေမိထားတယ် နော်ဆိုတော့ဒီမိထားလာအဲ့တော့ဒီ၅ခုကိုကျွန်တော်လုပ်ကြည့်ပါမဖြစ်မနေလုပ်ကြည့်ပါအဲ့တော့နှစ်ခု၃ခုလောက်လုံးနိုင်လဲအဆင်ပြေတယ်တစ်ခုတည်းလုံးနိုင်အောင်တော့အဆင်ပြေတယ်ကျွန်တော်တို့နံပါတ်၁တစ်ခုဆိုကျွန်တော်အများအားလုပ်တယ်နော်အစိုးအစိုး is equal to ပါလဲသင်ငန်းစာသင်ငန်းစာ is equal to အခွင့်အလမ်းအဲ့တစ်ခုလောက်လုံးနိုင်အောင်ကျွန်တော်တို့ကိုယ့်ရဲ့လုပ်ငန်းကအောင်မြင်မှုတွေရလိမ့်မယ်ကိုဒီအကောင်းမြင်တဲ့လုပ်ငန်းရှင်တယောက်ဖြစ်လာလိမ့်မယ်ဒီကြောင်တွေကနေပြီးတော့မှအခုဒီဗီဒီယိုကြည့်နေတဲ့ကျွန်တော်ရဲ့လုပ်ငန်းရှင်တွေဒီအချိုးတစုံတည်းရရလိမ့်မယ်စဉ်းစားတိုင်းနိုင်ပဲလို့ ထင်ပါတယ်ဒီဗီဒီယိုကိုစုံထောင်ကြည့်ပြီးအတွက်ကျေးဇူးအများကြီးတင်ပါတယ်ကိုအတွက်စဉ်းစားလိုက်မိတာလေးတစ်ခုရှိရဲ solution တော့ comment မှာရေးပေးပါဦးကျွန်တော်တို့ကိုညံလေးအောင်ပါမင်္ဂလာရှိသောနေ့လေးဖြစ်ပါစေ။